Hello guys, Stone X မှာကြည့်စုပါတယ် Brand new Batman is back. အရှင်မပရိသတ်တို့အကြိုက်တွေ့ခဲ့ကြတဲ့အထအတင်းနဲ့ reboot Batman က issue number 2ထွက်လာခဲ့ပါပြီ။အတိမ်မာတော့က Bruce တယောက် Tim Drake ကိုစတင်မွေးစားခြင်းကာလဖြစ်ပါလိမ့်မယ်။စကားတွေချွတ်ချွတ်တတ်တာပြောနေတာ။အင်ကြီးကိုလိုက်ပတ်ပြနေတာကိုမြင်ရတယ်။အိမ်မှာမွေးပြီးသားကလေးရှိနေပြီးသားကလေးကိုတော့ Batman ကကားရီစေခိုင်းထားတယ်။ Damian ကအခုလိုမျိုးကားရီစေနေရတာဒီအထူးသဖြင့်အခုလိုမျိုးလူသေးရောက်လာတဲ့နေမှာမှအောက်ခြေသိမ်းတွေလုံနေရတာဒီသူရဲ့ခုံတိတ်ခါကိုထိပါ ကြောင့်သူ့ကိုစော်ကားတာပဲဆိုတဲ့အကြောင်းကိုဒေါ်ဒါထွက်စွာပြောနေလိုက်ပါတယ်။တင်ကပြုံပြုံကြီးနဲ့သူဒီ bad movie ကြီးစီးရမှာပဲလို့တွေးထားပြီးတော့ပြောနေတယ်။ Bad Bruce ကဘေးမှာရှိနေတဲ့ truck ကအဟောင်းကြီးတစ်ခုကိုဖွင့်ပြရင် bad movie မစီးခင်မှာ bad movie ကိုထိန်းချုပ်ဖို့အတွက်ဆိုရင်ဒါကိုအရင်ကြည့်ရမယ်၊ဒါကိုအရင်စီးရမယ်ဆိုပြီးတော့ရှင်းပြလိုက်တယ်။တင်ကဒီကအဟောင်းကြီးရဲ့ကိုကြည့်ပြီးတော့တောင်မှမိုက်ပါတယ်ဆိုပြီးတော့ပြောပြီးလိန်မာပြနေတော့အနောက်ကအစာသက်သက်လေးကဒေါ်ဒါထွက်သွားတယ်။အယူကောင်လို့អော်ပြောပြီးရေပိုင်းနဲ့ရွှဲဆူသွားအောင်အတွက်လ န်ပြီးပတ်ပြစ်လိုက်ပါတယ်။ Bruce ကတော့ခပြုံပြုံပဲကားအကြောင်းကိုဆက်ပြီးရရှင်းပြနေလိုက်တယ်။ဒီအရာရည်ဒီကြည်ရတာຫນွေထွေးလာပါပဲမဲ့လက်ရှိအချိန်ကာလမှာတော့အရာရာကအုံမိုင်းနေပြီ။ Gotham မြို့ရဲ့လမ်းကြားတစ်ခုမှာ Anarchy နဲ့လူမိုင်းအုပ်တစုကကားတစ်စီးကိုဝိုင်းပြီးတော့ဓမြတိုက်နေကြတယ်။အဓိက plan ထဲမှာလူတပ်ဖို့အတွက်မပါဝင်ပေမဲ့ gang တွေကတစ်ကောင်ကကားသမားအဖိုးကြီးကိုပြစ်တက်လိုက်မိတယ်။တနတ်တန်လည်းထွက်သွားကောရဲတွေကတာမန်နဲ့မတူအမြန်ဆုံးရောက်လာကြတယ်။ဓမြတယောက်ကလည်းရဲတွေနဲ့အဝေးလမ်းကြားတွေကိုဝင်ပြီးတော့ပြေးသွားတော့လမ်း ်ကြားထဲမှာတစုံတူကသူ့ကိုစောင့်နေနေပြီးသားပဲသူကပြေးနေရင်းနဲ့မျက်နှာကိုဒုတ်တစ်ချောင်းနဲ့ဖြတ်ရိုက်လိုက်တာကိုခံရတယ် it's robin robin ကစစေးကြည့်လိုက်တော့တခိုးတွေဒီမူရစေးရဲ့အတွက် chemical တွေကိုတည်ပြေးနေတာဖြစ်ကြောင်းကိုသိလိုက်တယ်တခိုးလည်းအခု노လာပြီဆိုတော့ batman လိုမျိုးလက်ချောင်းနှစ်ချောင်းလောက်ချိုးပြီးမေးခွန်းတွေကိုမေးဖို့စတင်ဖို့အလုံးမှာအနောက်ကနေပြီးတော့မလုံးနဲ့ပြစ်လိုက်မယ်ဆိုတဲ့ရဲတွေရဲ့စကားအတန်ထွက်လာခဲ့တယ် robin ကလက်မြောက်ထားလိုက်ပြီး batman စီကိုလမ်းပြီးတော့အခုညီတောင်းလိုက်တော့အနောက်ကတခိုးကအခွင့်ကောင်းယူပြီးတော့ထွက်ပြေးတယ် bat ရဲ ဲကလက်တုံဆိုင်ခြင်းမရှိဘူးချက်ချင်းအဲ့ဒီတခိုးကိုအဲ့ဒီနေရာမှာပဲပြစ်တက်လိုက်တာကို Robin ကမြင်လိုက်တယ်။ You shot him မင်းသူ့ကိုပြစ်လိုက်တာပဲလို့ပြောရင် Robin ကဒေါသထွက်သွားတယ်။ရှေ့တိုးဖို့အတွက်ကြိုးစားပေမဲ့ဒီရဲကပြစ်ဖို့အတွက်လက်မနေဘူးဆိုတာကိုသိထားတော့အငွေဘုံကိုဒါချလိုက်ရင်တိုက်တီဘော်ကို Batman ထွင်မိထားတဲ့ တန်လိုက်ဖက်နတ်တွေကိုအတုံးပြူပြီးမြောက်တကောင်လိုခုံတက်ပြေးထွက်သွားတယ်။သူရဲ့အနောက်ကတနတ်တန်တွေကလည်းတတိုင်းတိုင်းထွက်လာတယ်လို့နောက်ဆုံးတစ်ချက်ကသူ့ကိုထိသွားပြီးတော့သွေးစားတချို့ပါပူတွဲထွက်လာတယ်။တင်ကအသိစီကိုပြန်ပြီးတော့လွင်ဆင်သွားပါတယ်။သူ့ကိုအခုနကအဟောင်းကြီးမောင်းတက်အောင်ဘရုစ်ကတင်ပေးနေတာဖြစ်တယ်။တနေကုန်ကျင့်အပြီးနှစ်ယောက်စလုံးကလည်းအနှဲငယ်စိတ်ရှုပ်လာပြီးတင်ကကားမောင်းဖို့ကိုမတတ်နိုင်သေးဘူး။လက်တုံနဲ့အဆင့်ကိုမကျော်နိုင်သေးဘူးဖြစ်နေတယ်။နောက်ဆုံးကားမန်ဘော်ကိုဒေမီယန်ကခုံပြန်တက်လာပြီးတော့အဖေအဲဒီကောင်ကစောင့်ငါတုံးပဲငါ ာမောင်းပြမယ်ငါကိုပေးမောင်းစမ်းပါဆိုပြီးတော့អော်ပြောပြစ်လိုက်တယ်ကားထဲမှာ Bruce က Clash ကိုလွတ်လိုက်ဆိုပြီးတော့ Tim ကိုပြောတယ် Tim က Bat လှုပ်လိုက်မယ်ဆိုရင် Damian ပြုတ်ကျသွားမယ်လေဆိုပြီးတော့ပြန်ပြောတော့အခုလှုပ်ဆိုပြီးတော့ Batman ကထပ်ပြီးတော့អော်ပြောလိုက်တယ် Tim က Clash ကိုလွတ်လိုက်တော့ကားကအရှိကိုစောင်းထွက်သွားပြီး Damian ကိုအနောက်ကိုလိမ့်ကျသွားစေတယ် Alfred ကရီးတယ် Damian ကတော့မအေးလို့လေဆိုပြီးတော့ပြောရင်မြေပြင်ပေါ်မှာသာអော်ဆဲရင်နဲ့ကြံခဲ့ပါတယ်လက်ရှိအချိန် Robin က Fight ထဲမှာပြစ်ခတ်တန်ရာနဲ့အတူရဲကားပေါ်ကိုတော့မှရောက်နေပြီကား ားပေါ်မှာရှေ့ဖမ်းလာပြီးသားလူဆိုးတွေလည်းအများကြီးရှိနေတယ်။ပိုဆိုးရာကအဲဒီကောင်တွေအားလုံးဒီယနေ့ည Robin ဖမ်းထည့်ထားတဲ့ကောင်တွေဖြစ်နေခြင်းပဲ။အခုနရဲစိုးကလည်းဒါမျိုးကိုမှဖြစ်စေချင်တာလူဆိုးတွေက Robin ကိုဝိုင်းပြီးတော့ရိုက်ကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ကားကိုတမင်ကွေပတ်မောင်းနေလိုက်ပါတယ်။ But he is Robin though Batman ရဲ့သားတစ်ယောက်ဖြစ်ပါတယ်။ကားထဲမှာလူမိုက်တွေအကုန်လုံးကိုမိနစ်အနည်းငယ်အတွင်းမှာ ထိုးနှက်အမောက်သိပ်ပစ်လိုက်တယ်။သူ့ကိုခတ်ထားတဲ့လက်ထိတ်ကိုပါအချိန်နဲ့ပိတ်ဆောင်ပစ်လိုက်ပြီးတော့လွတ်ထွက်လာနိုင်ခဲ့ပါတယ်။ရဲတွေကဒါကိုကြောက်လန့်တကြားလဲကြည့်နေတဲ့အချိန်မှာအချိန်ကြိုက်ပဲသူတို့ရဲ့ကားအရှိမဘတ်မန်ဒီစူးကျွန်းနေချထားပြီးနေပြီ။ကားကဘိန်ပေါက်ရိုင်းနေပြီးတော့ရက်သွားတဲ့အခါမှာတော့ဘတ်မန်ကအနောက်တကားကိုသွားပြီးတော့ဖြွင့်ပေးလိုက်တယ်။ဒိုင်ယာရီနဲ့ငုတ်တုတ်လေးဖြစ်နေတဲ့ရောဘင်ကိုမြင်တော့ Raft Knight ကြမ်းကြမ်းတမ်းတမ်းညာတစ်ခုပဲလားဆိုပြီးတော့မေးလိုက်တဲ့အခါမှာဒီကောင်တွေရဲ့ညာကပိုကျန်းတာပေါ့လို့ဆိုရင်လည်းဘေးမှမောက်နေတဲ့လူဆိုးကောင်တွေကိုပြတ် ားလိုက်ပါတယ်။ဒန်သူတို့နှစ်ယောက်ရဲ့အနာကိုအခုနရဲစိုးကောင်ကထပ်ပြီးတော့ယောက်လာပြန်တယ်။နှစ်ယောက်စလုံးကိုဖမ်းမယ်မဟုတ်ရင်တပ်ပစ်မယ်ဆိုပြီးတော့ပြောလာပြန်တယ်။အန်ရောဘင်ကလည်းယောက်လာပြီးတော့ဘက်မန်ကိုတတိထားဖို့အတွက်ဒီရဲဒီအခုနလူတယောက်ကိုပြစ်တက်လိုက်ကြောင်းသူ့ကိုလည်းတနတ်နဲ့ပြစ်ထားကြောင်းကိုသူ့အဖေစီတိုင်စာတင်လိုက်ပါတယ်။နောက်ထပ်ရဲတယောက်ကလူကောင်းမှုလို့ဘက်မန်ဒီသူတို့ဘက်ကပါဆိုပြီးတော့ပြောနေသေးပေမဲ့ရဲစိုးကတော့ shotgun နဲ့ပါချိန်ထားပြီးနေပါပြီ။ဒီလိုနဲ့တနတ်တွေပေါ်လာတော့ရောဘင်နဲ့ဘက်မန်တို့ကလည်းတစ်စက္ကန့်အချင်းချင်းကြည့်ပြီးတော့စဉ်းစားလိုက်ကြတယ်။နောက် ောက်တစ်စက္ကန့်မှာရဲတွေရဲ့တနက်တွေကကြီးတွေတတိုင်းတိုင်းစတင်ဖောက်ထွက်လာတဲ့အချိန်မှာတော့ဘတ်မန်ကဖွေယုံနဲ့ Robin ကိုမထီအောင်အလဲကနေဝင်ကာပေးလိုက်တယ်။ Robin ကအနီးမှာရှိနေတဲ့ရဲစီကလက်နက်တွေကိုကြီးဖြုတ်ပစ်လိုက်ပြီးဘတ်မန်ကတော့ရဲစုကိုတစ်ချက်တည်းနဲ့လင်းတို့လဝါနဲ့ပိတ်ဆောက်ပစ်လိုက်တဲ့အချိန်မှာရဲစုကလည်းလမ်းမပေါ်ကိုလွင်ထွက်သွားပါတယ်။ Crossfire ကြောင့်ဟိုဘက်ဒီဘက်ပြစ်ကြတာကြောင့်ရဲနှစ်ယောက်စလုံးကလည်းသူတို့ကြီးတွေသူတို့ထိပြီးတော့ဒဏ်ရာကိုစီနဲ့လဲကုန်ကြတယ်။ဘတ်မန်က Robin ကိုအခြေအနေလက်မင်းနေတော့သူ့ရဲ့အနောက်ကနေပြီးတော့ shotgun ရဲ့ ယောက်ျက်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်။သူဘာမှ react မလုပ်နိုင်ခင်မှာသူဘာမှမတွေးနိုင်ခင်မှာပဲရဲကသူ့ရဲ့အနောက်ခေါင်းတဲတဲ့ကို shotgun နဲ့တဲပစ်လိုက်တယ်။ဘတ်မန်တယောက်လည်းတတော်ကိုဤစိမ့်တွားပြီးတော့အတိတ်ကိုပါလွင်ဆင်သွားပြန်ပါတယ်။အခုနကားမောင်းတင်မေးနေတာကညာအထီးကိုရောက်လာတဲ့အချိန်မှာတော့မှ Tim ကမတက်မြောင်နိုင်ခဲ့ဘူး။ Bruce ကသူ့ကိုစိတ်တက်မကြဖို့ပြောပေမဲ့ဘာလို့လဲဆိုတာကိုလည်းမေးမြန်းခဲ့တယ်။ Tim ပြောတာအရသူကအမြဲတမ်းစပြီးတော့မောင်းတဲ့အချိန်မှာအဆင်ပြေနေသေးတယ်။ဒါပေမဲ့အကယ်၍များအရေးပေါ်အခြေအနေတစ်ခုခုကိုဖြစ် လာပြီဆိုရင် Batman movie ကိုသူကမောင်းရမယ်ဆိုရင် Batman ကိုသူက marketing နိုင်မှာမမောင်းနိုင်ဘူးဆိုတာကိုတွေးမိသွားပြီဆိုရင်တော့သူဒီအသက်ရှူတွေကြက်လာတယ်တွေးလန့်သွားတယ်စူးစမ်းကြည့်ပေမဲ့ဖြောက်ဖြက်မရနိုင်ဘူးဆိုပြီးတော့ရှင်းပြလိုက်ပါတယ် Bruce ကတော့အကယ်၍များ Tim ပြောတယ်လို့အခြေအနေကိုရောက်လာခဲ့တယ်ဆိုရင်သူအဓိကအားကိုမာတီ Tim ကိုပဲဖြစ်ကြောင်းအားပေးလိုက်တယ်နောက်တစ်ရက်ထပ်ပြီးတော့စူးစမ်းကြတာပေါ့လို့ပြောရင်ပခုံးကိုဖတ်ပြီးတော့အိမ်ထဲကိုအတူတူဝင်သွားကြပါတယ်လက်ရှိအချိန်မှာတော့ Batman ကတီဆိုတဲ့အတန်ကလွယ်ပြီးတော့ဘာမှမကြားရဘူး ရောဘင်ကသူ့ကိုတတိဝင်အောင်အတွက်စကားတွေပြောပေးနေတယ်ဘတ်မန်တယောက်ကခေါင်းမှာခေါင်းလောင်းတန်နေမိနေစေပဲရောဘင်ကရဲကောင်းကိုသူ့ရတ်လောက်ကဲတင်ပေးပြီးဖြစ်ကြောင်းရဲစိုးကတော့တေသွားကြောင်းကိုရှင်းပြပြီးတော့ဘတ်မန်ကိုကားစီပြန်ပြီးတော့ခေါ်သွားနေတယ်အတိတ်မှာပြောခဲ့တယ်လို့ရောဘင်ကအရေးပေါ်မောင်းရမယ်အခြေအနေကိုရောက်လာခဲ့ပြီးဘတ်မန်ကသူ့ကမောင်းလို့ရတယ်ဆိုပြီးတော့ပြောပေးမယ်ရောဘင်ကပေးမမောင်းဘူးအာမာပလိတ်တွေဘလောက်အထိခံထားပါစေခေါင်းကိုရှော့ကန်နဲ့အပြစ်ခံရတယ်ဆိုတာကတော့အခြေအနေမကောင်းဘူးဆိုတာကိုသိတင်တယ်လို့ပြန်ဆုံးမရင်းနဲ့ drive ဘာခုံကိုဝင်ထိုင်လိုက်တယ်။ပြီးမှသူမောင်းရမဲ့ဂီယာတွေကိုမြင်ပြီးတော့ပါဇက်အဟောင်းသားဖြစ်သွားပါတယ်။ပုံမှန်ကားတစ်ခုမှဆိုရင်ဂီယာက9ခုအထိပဲရှိတာ။ဘတ်မန်ရဲ့ကားမှဆိုရင်ဂီယာ73ခုတက်ထားတယ်။မင်းကဂီယာ73ခုနဲ့ဘာလုံးမလွတ်လဲကွာဆိုပြီးတော့ဒေါ်တာနဲ့អော်ပြီးတော့မြည်တဲ့အချိန်မှာဘတ်မန်ကစိတ်မဆိုးတဲ့အပြင်ရှင်းမှရှင်းပြလိုက်သေးတယ်။ပထမ9ခုကတော့တာမန်ဂီယာတွေလို့ပဲ3ခုကကျတော့ quantum ဂီယာလို့ခေါ်တဲ့ time နဲ့ space ချာမှအရှုပ်တွေဖြစ်လာတဲ့အခါမှာအသုံးပြုဖို့အတွက်နောက်ထပ်ဂီယာကတော့ secret ဂီယာ လိုဝက်ဂီယာပဲဆိုပြီးတော့ပြောလိုက်တယ်။ဘာလဲလိုဝက်ဂီယာဆိုတာကဘာအထိပ်ပဲလဲဆိုပြီးတော့ Robin ကမေးလိုက်တော့မင်းရဲ့အဖေမှာအမိုက်ဆုံးကားရှိနေတယ်ဆိုတဲ့အထိပ်ပဲပဲအခု မောင်းမသာမောင်းဆန်းပါလို့ဟောပြောလိုက်တဲ့အခါမှာတော့နှစ်ယောက်သား Bad Gifts ကိုကားနဲ့မောင်းပြန်လာကြပါတယ်။နောက်တစ်မျက်နှာမှာတော့အခင်ဖြစ်ရနေရာစီကိုရဲချုပ်လူဆိုးဖြစ်တဲ့ Vandal Savage ကရောက်လာတယ်။ရဲတွေအားလုံးနဲ့မီဒီယာကိုသွေးတွေပေးနေတဲ့လင်းတို့တစ်ခုကိုပြရင်မာရုညီကိုရီတွေကတယောက်ကို Batman နဲ့ Robin တို့ကတပ်ပစ်သွားကြတယ်။ Batman နဲ့ Robin င်တို့ဒီအခုဆိုရင် officially ရာဇဝတ်သားတွေဖြစ်လာပြီဆိုတာကိုကြေညာရင်းနဲ့အခုအပိုက်ကိုအဆုံးသတ်သွားပါတယ် absolute batman ကတစ်ဖက်မှာတမူထူးကြပြီးတော့ क्वे ပြတဲ့ပုံစံအနေနဲ့ထွက်နေပေမဲ့ဒီ reboot comic ကကြတော့ရခင် batman ကိုမှာပဲ soft touch လေးတွေထည့်ထားတယ်နူးညံ့ညံ့လှလှပပလေးတွေထည့်သွင်းထားတယ် batman တယောက်ရခင်ပျော်ရွှင်နေရဘဝကနေပြီးတော့အခုလိုမျိုးတယောက်တည်းအထီးကျန်ဘဝကိုဘလို့ရောက်လာလဲဆိုတာကိုလှလှပပရေဆွဲနေတဲ့ comic မျိုးလည်းဖြစ်ပါတယ် reader တို့လည်းစိတ်ဝင်စားကြရဲဆိုရင်အဆက်ကိုသိချင်ကြ ာသေးရဲဆိုရင် part 3ဆိုပြီးတော့ comment မှာရေးသွားခဲ့ကြပါအောင်အခုကမိတ်ကိုကြည်ရတာကြိုက်ကြလားတဘောကြကြလားဆိုတာတွေကိုလည်း comment section မှာရေးသွားခဲ့ကြပါအောင်ကြည့်ရှုပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်